အားလုံးမင်္ဂလာပါခုကတော့ကျွန်တော်ညမတဲ့မိကုန်းအခြေခံပြီးတော့ဘန်စကားဆိုတာပါလေဘန်စကားဆိုရဲ့စကလုံးတွေကိုကျွန်တော်ရွေးထုတ်ပြီးတော့အပြန်အလှန်ပြောဆိုချင်မှဖြစ်ပါတယ်ပြပြလေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော် တော့ဘန်စကဆိုတာပါလဲဆိုတော့ဘန်စကဆိုတာကပြောဆိုရေးသားတဲ့အခါမှာအသေးပဲတိုင်းရိုက်မထွက်ပဲနဲ့တီချာအသေးပဲထွက်လာတဲ့စကားလုံးဒါမှမဟုတ်စာပဲဖြစ်ပါတယ်။မူလတူတစုကနေပြီးတော့မစကားလုံးတစ်လုံးကိုနောက်ပြန်ပြောဆိုကြရင်းနဲ့မှထွင်လိုက်တဲ့စကားဖြစ်တယ်။အဲ့ဒီနောက်မှာစကားလုံးကလူအတိုင်းဝိုင်းအတွင်းမှာခေစားသွားပြီးတော့အချို့ကအတုကိုပြောဆိုကြလိုက်ရင်းနဲ့မှာကာလအတန်ကြာသွားတဲ့အခါမှာအဲ့ဒီစကားလုံးကအများကလက်ခံသွင်းဆွဲလာကြတာမျိုးဖြစ်ပါတယ်။အချို့စကားလုံးတွေကလက်ခံသွင်းခြင်းမပြုဘဲနဲ့ပျောက်ပြတ်သွားတာမျိုးလည်းရှိပါတယ်။ ကျွန်တော်ကတော့ COI မှာအခုပဲကျွန်တော်မြန်မာဘန်းစကားနဲ့အနက်အဓိပ္ပာယ်ကိုစပြီးတော့ပြောလိုက်ကြရအောင်ဘန်းစကားပထမဆုံးတော့လုံးနေနဲ့ coin ဖြစ်ပါတယ် coin ဆိုတဲ့အဓိပ္ပာယ်ကကြာပြဿနာကိုပြောခြင်းဖြစ်ပါတယ်ဥပမာနေနေခြင်းမဲ့ဆိုရင်ဟဲ့အောင်မင်း coin ပဲကွာပြောချင်တာကတော့ဟဲ့အောင်မင်းကတော့တကယ်ပြဿနာကောင်းပဲကွာလို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကကြာကွာကွာဆိုတာပြောရခက်ဆိုရခက်တယ်လို့ပြောပြောတာဖြစ်ပါတယ်အဲ့တော့အဲ့ကောင်ကကွာစာပဲအဲ့ကောင်ကတကယ်လူကွာစာအဲ့လိုမျိုးပြောကြတာဖြစ်ပါတယ်နောက်တစ်လုံးကကြာတော့ ရှော်ပြဿနာတက်ပြီပေါ့ဟိုမှာကျွန်တော်ဒီပြောကြတဲ့အခါမှာဆိုရင်တိုက်ငါတို့ရောရှော်ပြီငါတို့ရောသွားပြီကွာအဲ့လိုမျိုးကြီးကျွန်တော်ပြောကြတာဖြစ်ပါတယ်နောက်တော့ကျတော့ရှော့ရုတ်တရက်အော်သွားတဲ့အချိန်မှာသုံးတာပေါ့နော်ဆိုတော့ ဟာသူကြောင့်ငါတော့ short ရသွားပြီငါတော့ short ဖြစ်သွားပြီကွာဆိုပြီးတော့ပြောတာဖြစ်တယ်။နောက်တစ်လုံးကကျတော့ကလေးကချီဒါတော့အလုံးမရှိအခိုင်မရှိပါတော့။ဟာမင်းကကလေးကချီကောင်းပါကွာဆိုတာကဟာအလုံးမရှိ ခိုင်မရှိလမ်းမေးမှာလေးလေးလေးလွတ်လျှောက်သွားနေတဲ့အကောင်ကိုဟောမင်းကတော့ကလေးကချီကောင်းပါဆိုပြီးတော့ပြောကြတာမျိုးဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ဂုံးစင်အချောင်ယူတာ အချောင်စားတာပေါ့အာမင်းကိုကောင်းကဂုံးစင်းဖို့ပဲချောင်းနေရပဲအာပေါ်ရာကြီးပေါင်းသိမှာပဲဖြစ်ဖြစ်ဒါတခြားလူရဲ့မိတ်ဆွေကြီးတွေမှာပဲဖြစ်ဖြစ်ရှိကြမှာပဲပေါ့နော်ဒါဒီလိုမျိုးအချောင်ရအချောင်စားအာပေါ်ရာကြီးပေါ့အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကကျတော့အားချောင်အားချောင်တာဆိုတာကပါဇက်ဖွာတာပေါ့နော်ဟာဟိုကောင်းတော်တော်အားချောင်တာပဲအဲ့ကောင်ဘာမှသွားပြောလို့မရအောင်အဲ့ကောင်ကတော်တော်အားချောင်တယ်ပြောချင်တာကတော့ပါဇက်ဖွာတာပေါ့တပါးသူတီအောင်လိုက်ပြောတာမျိုးဖြစ်ပါတယ်နောက်တစ်ခုကကျတော့တိုင်ပတ်သူကကျတော့ ဖြည့်ရှင်းရခတ်တဲ့ဟာကိုပြောချင်တာဖြစ်ပါတယ်ဟာသွားပြီးငါတို့တိုင်ပတ်နေပြီငါတို့တိုင်ပတ်နေပြီကွာဆိုတာဘာလို့လို့လောက်အောင်မသိဖြည့်ရှင်းရခတ်နေရနေထားတဲ့ကုမှာငါတို့တိုင်ပတ်နေပြီဆိုပြီးတော့ပြောတာဖြစ်ပါတယ်နောက်တစ်ခါကျတော့အန်အန်ဆိုတဲ့အဓိပ္ပာယ်ကကျတော့ချစ်လို့ပေးကြွေးရပါဘောအာဒီခေတ်မှာဆိုရင်တော့တော်တော်များများသိကြပါပါတယ်အာဒီဆိုရင်ကရှယ်အန်တာဟိတ်ကောင်ကြီးဆိုတော့အာဒီဘေးကရောရှယ်အန်တာအဲ့လိုမျိုးကြီးပြောကြတာဖြစ်ပါတယ်နောက်ဆုံးတစ်လုံးအနေနဲ့က ဒိုးပေါ့နော်ဒိုးဆိုတာသွားခြင်းဟဲ့ကောင်မင်းဒိုးလိုက်တော့ငါတော့ဒိုးပြီကွာဆိုငါသွားပြီလို့အာငါသွားတော့မယ်လို့အာငါတော့ဒိုးပြီမင်းတော့ဒိုးလိုက်တော့ဆိုပြီးတော့အာကျွန်တော်တို့ပုံပုံပပလေးနဲ့ဘန်စကားကိုပြောကြတာဖြစ်ပါတယ်ဆက်လိုက်ပြီးတော့ 2SPM တရားနေဆက်ပြီးပြောကြမှာဖြစ်ပါရှင့်ဖက်လူငယ်တွေသုံးများညီရဲ့ဘန်စကားတွေကကြတော့အာအိုပါတင်အပိုးလောက်တယ်လို့ဒိဗေရရပါတော့နော်အဲ့မှာဆိုလို့ရှိရင်ဒီလူငယ်တွေချင်းချင်းကြမှာ အဲ့ဒီရောက်ကစိုးအူပါတင်းအစားမျိုးတွေသူအရန်အပိုးလုံးနေတဲ့အခါမျိုးတွေမှာအသုံးပြုလေးရှိပါတယ်။နောက်ထပ်တစ်ခုကတော့ကြွေသွားပြီ။သဘောကျသွားပြီလို့အထိပယ်ရပါတယ်။အာဒီကောင်းလေးချင်းချင်းချမ်းမှာဆိုလို့ရှင်ပေါ့။ဟာဟိတ်ကောင်းကြီးဟိုကောင်းမလေးလာချက်ကတော့တဲ့ကြွေသွားပြီကွာ။အစားမျိုးနဲ့ဒီသဘောကျသွားတဲ့အခါတွေမှာအသုံးပြုပါရဲ့။နောက်ထပ်တစ်ခုကတော့ပေါက်ပေါက်ဖောက်စကားများလို့နေပေါ့။อืมငါဆိုရေပေါပေါဖောက်ချက်ကတော့လိုက်မမိပါဘူးကွာစရမျိုးဒီညင်းညူတန်နေနဲ့အသုံးပြုလေးရှိပါတယ် နောက်ထပ်တစ်ခုကတော့ခေါင်းမိုးလဲသပင်ပုံစံအစ်စ်လဲလို့ဒီပေးရပါတယ်အမေဒီနေ့တော့ခေါင်းမိုးလဲလာပါလားစားရပုံစံမျိုးစားနောက်တဲ့သဘောမျိုးနဲ့ဒီသပင်ပုံစံအစ်စ်လဲတဲ့ခါဒီမှာအသုံးပြုလေးရှိပါတယ်နောက်ထပ်တစ်ခုကတော့6693 6693လဲလို့အဓိပ္ပာယ်ရပါတယ်အကြီးစိုးတို့ကိုကားနဲ့လာမယ်မှတ်တာ6693နဲ့လာကြတာ哦အဲစရမျိုးတွေနဲ့အာဒီ6000နဲ့တုံးပြီးတော့လာရတဲ့အခါမျိုးတွေမှာစနောက်တဲ့သဘောတွေနဲ့အသုံးလေးရှိပါတယ် နောက်ထပ်တစ်ခုကတော့ Gwen အရက်ကွဲရလို့အထိပ္ပယ်ရပါတယ်။အဲအဲ့ဒီခါမှာဆိုလို့ရှိရင်တော့သူကအလားမပြင်းထားမှာပဲ crash နဲ့လာတွေ့နေရတယ်လို့ငါတော့ Gwen ပါပြီ။ငါတော့သွားပါပြီ။စတဲ့အတုံးနေနဲ့တုံးလို့ရှိပါတယ်။နောက်ထပ်တစ်ခုကတော့ရေတိမ်နစ်ရေတိမ်နစ်ကကြတော့ဒီမဖြစ်တင်မဲနဲ့နာရတာအခုကာလာမှာဆိုရင်တော့အဖြစ်များတယ်ပေါ့နော်။အာသူကကြတော့ငါတို့ဘဝတွေတော့ရေတိမ်နစ်နေတယ်ပါပြီကွာ။စတဲ့ပြင်းတုံးလို့ရှိပါတယ်။နောက်ထပ်တစ်ခုကတော့ကောက်ယူမီ။ ဒီခဏတာပြင်ပြရဲဆန္နာတွေအလုပ်တွေပဲဖြစ်ပါတယ်။အာဒီမိဘတွေကတာသမီကိုစုံမတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ပေါ့တာရသမီတို့ရေတခုခုဆိုရင်တော့ကောက်ယူမီမလုပ်ကြနဲ့နော်စားရမျိုးနဲ့တုံးပြီးတော့မှစုံမလေးရှိပါတယ်။နောက်တစ်ခုကတော့ခြာတူးလန်ညံပြင်းလွန်းတဲ့သူတွေကို ပြောလို့ရှိပါတယ်။အဲ့ကောင်ညံ့ချက်ကတော့ခြာတူးကိုလမ်းနေရောပဲအန်စတဲ့ဖြင့်အုံပြလေးရှိပါရဲ့နောက်တစ်ခုကတော့ခက်ချစ်ချီခက်ချစ်ချီကကြတော့မခေါ်မပြောဘဲနဲ့ကိုယ်စတိုင်နဲ့ကိုနေတဲ့ပုံစံမျိုးပါ ာဒီကောင်မလေးပုံစံကတော့ခက်ချစ်ချီပဲကွာအဲစရမျိုးနဲ့တုံးရှိပါတယ်နောက်ထပ်တစ်ခုကတော့ကလတီကလမောအိမ်မောကြရဲလို့အဓိပ္ပာယ်ရပါတယ်ဒီအတုံးကိုကြတော့ကိုကြီးရအိမ်ကလတီကလမောပဲအမိကြီးစရဒီစိတ်ပြက်တဲ့လေတန်ကြီးနဲ့အရန်အိမ်မောကြနေတဲ့အခါကြီးမှာတုံးပြလေးရှိပါတယ်နောက်တစ်ခုကတော့ရှိုးပက်စတိုင်ပြက်တာပေါ့ဒီမိုးနဲ့တော့ငါရှိုးပက်ပါပြီကွာ စသဖြင့်သူကလည်းစီစိတ်ပြက်တဲ့အခါမျိုးတွေလှလှပပပြင်ဆင်လာတဲ့အခါယူမှာပျက်စီးသွားတဲ့မျိုးတွေကိုရှုပ်ပယ်လို့သုံးနေရှိပါတယ်။နောက်တစ်ခုကတော့ခြေရာတိုင်းနေတူနိုင်နေလို့အဓိပ္ပာယ်ရပါတယ်။တပည့်ကလာပြီးဆရာကိုခြေရာပြန်တိုင်းကျင်နေရပဲ။အာစရတဲ့အသုံးမျိုးတွေမှာအသုံးပြုလေးရှိတယ်။နောက်တစ်ခုကကျတော့စိုက်ပိအပြင်ဆင်လွန်တာပေါ့။အဲသူကကျတော့ဟာဒီကောင်းလန်းထိတ်လေးသွားတာကိုစိုက်ပိနေရပဲ။အဲစရတဲ့ဒီ ဟိုပြင်ဆင်တာကမှအများကြီးပြင်ဆင်ထားတဲ့အခါတွေမှာသုံးလို့ရှိပါတယ်။နောက်ထပ်တစ်ခုကကျတော့စမ်းပွင့်လူကြိုက်များခြင်းလို့အဓိပ္ပာယ်ရပါတယ်။အာသူ့ကိုကျတော့ဟာဒီမင်းသားတော်တော်စမ်းပွင့်နေကွာ။ဒီကောင်မလေးကတော်တော်စမ်းပွင့်တာပဲစားရအသုံးအနေနဲ့သုံးလို့ရှိပါတယ်။နောက်ထပ်တစ်ခုကတော့ခေါင်းမိတောက်စဉ်းစားရခက်တယ်လို့အဓိပ္ပာယ်ရပါတယ်။ဟာငါဒီစာနဲ့တော့ခေါင်းမိတောက်နေပြီဟေးစရတဲ့ဒီခက်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 စဉ်းစားရတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ခေါင်းမိတောက်လို့အသုံးပြုလို့ရှိပါရဲ့ နောက်ထပ်တစ်ခုကတော့ကာလနဂါသူကကျတော့အဲ့အိတ်လွန်တာလို့အဓိပ္ပာယ်ရပါတယ်ဆိုဟိတ်ကောင်ရမင်းအိတ်ချက်ကကာလနဂါကြီးကြာနေရောပဲအာစရည်ဒီလူတစ်ယောက်ကအဲ့အိတ်များသွားရဲ့အခါမှာဆိုလို့ရှင်သူကာလနဂါကြီးဆိုပြီးတော့နှိုင်းပြီးတော့မပြောဆိုလို့ရှိပါတယ်နောက်ထပ်တစ်ခုကတော့ချော်တောင်းကော့လွဲချော်ရဲ့လို့အဓိပ္ပာယ်ရပါတယ်မမအဲ့လိုပဲအမြဲချော်တောင်းကော့နီးယားစားရည်ဒီဘာလို့လို့အမြင်နဲ့လွဲချော်နေတဲ့အခါမှာဆိုလို့ရှိရင်အဲ့လိုမျိုးသုံးနေရှိပါရဲ့နောက်တစ်ခုကတော့ခနိုင်တောသားတွေပေါ့ ဟာအက်ကောင်ကြီးကခနိုင်နေပါကွာဂယုစိုက်မနေနဲ့ဒါဆတာကသူကတောသားတွေပါကွာလို့အိဗယ်ရပြီးတော့အဲ့တောသားတွေဂယုစိုက်မနေပါနဲ့ကွာလို့ပြောချင်တဲ့ခါရီမှာသုံးပြုလေးရှိပါတယ်နောက်တစ်ခုကတော့ကြုံအဲသူကကြတော့မချင်းမချမ်းအကုန်လုံးတယ်လို့အိဗယ်ရပါတယ်ဟိတ်ကောင်ကြီးတွေ့ရအကုန်ကြုံကွာအာဆရဘာပဲဖြစ်ဖြစ်အကုန်လုံးလိုက်ကွာဘာဘဲဖြစ်ဖြစ်စားမယ်ဆိုလည်းအကုန်စားလိုက်ကွာအာဆရဟာမျိုးတွေမှာဆိုလို့ရှိရင်ကြုံကိုသုံးပြုလေးရှိပါတယ် ုတ်ကဲ့ကျမတို့အခုပြောသွားတာတွေကတော့မြန်မာလူငယ်တွေအသုံးပြုလေးရှိတဲ့မြန်မာဘန်းစကားတွေပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ဗီဒီယိုလေးကိုအခုလိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဒီနေရာမှာဘန်းစကားတွေကိုအလွန်အကျွံအသုံးပြုသွားတဲ့အခါမှာလေကိုပြောမဲ့စကားရဲ့အတိတ်ပဲရီတန်မိုးတွေကိုရော့ကျစေနိုင်တဲ့အတွက်ကြောင့်မလို့ဘန်းစကားအသုံးပြုမှုကိုလည်းတတိပြုပြီးတော့အသုံးပြုရမှာပဲဖြစ်ပါရဲ့ရှင်။